မိဘတွေနဲ့အတူမြမရိုးရာမုတ်တွေကိုရောင်းချနေရင်အခက်ခဲတွေရဲ့ကြားကနေနိုင်ငံကိုစားပြုအလှမဲ့တူဖြစ်လာသူ Miss App မြန်မာ2050ဆိုရှင်အိမ်မျက်ချဲရဲ့အကြောင်းကိုရုပ်သက်မှတ်တမ်းတွေနဲ့တင်ဆက်ပေးသွားမှာဖြစ်ပါရဲ့ရှင်။ အဓိကပေါ့နော်ဒီအမှုပညာလောကတွေစပြီးဝင်ခဲ့တာ miss pitching လို့တော့မဟုတ်ဘူးအဲ့ဒီအချိန်တုန်းကတကယ်ရည်ရဲချက်သေုပ်ဆောင်တယောက်ဖြစ်ရှင်လို့ဆိုရည်ရဲချက်နဲ့ဝင်လာခဲ့တာသေုပ်ဆောင်ကဖြစ်ရှင်တာပဲရှိတာကို့ဆွေမျိုးပတ်တိုင်းဝိုင်းထဲမှာလည်းဘယ်သူမှမရှိဘူးပြီးတော့ကို့အဲ့လိုမျိုးပြောပေးပြီးတော့ဒီလောကတွေလက်တွဲခေါ်ပြီးမှအတိမိတ်ဆွေလည်းမရှိတဲ့အခါကျတော့အဲမြန်မာနိုင်ငံရုပ်ရှင်စည်းရုံးရဲ့တင်မြင်ဆောင်2023သေုပ်ဆောင်တင်နတ်မှာတင်နတ်တက်ခဲ့ဒီချေမိုးရဲ့တယ်လန်ဆာမော်ဒယ်မှာအဲတယ်လန်ဆာမော်ဒယ်မှာသူတို့ personal grooming ခေါ်တာပေါ့ဒီမော်ဒယ်တင်နတ်ဝင်ပြီးတော့တက်ခဲ့ ဲတက်ခဲ့ခါကြလေတီချမိုးနဲ့စကားပြောပြတယ်စကားပြောပြတယ်တီချမိုးကပြောတယ်သမီးတဲ့မော်ဒယ်ဖြစ်တိုင်းလဲနေရာကောင်းကောင်းရအောင်မဟုတ်ဘူးတဲ့သမီးလဲအရေးချင်းရှိတာပဲတဲ့ကြိုးလဲကြိုးစားနေရပဲဆိုတော့တီချက်အသည့် organization တခုရှိရဲ့တဲ့သူတို့တွေအခု Miss Greenland မြန်မာ organization လို့ခေါ်ရဲ့တဲ့သူတို့ကတော့အခု form နေခေါ်နေပြီတဲ့သူတို့က international miss တွေလွတ်တယ်ပွဲတဲ့သမီးလဲနေပြိုင်ကြည့်ပါလားတဲ့ဒီလိုမျိုးပြည်တွင်းပွဲလဲမဟုတ်ဘူးလေတဲ့အတွေ့အကြုံရတာဗောတဲ့ပို့ပြီးလဲရဲသွားတာဗောတဲ့ဆိုတော့ အဲဒီချဲမိုးတို့ရုံကန်ကနေဖောင်လေးထုတ်ပြီးတော့အဲ Miss Grand Lama မှာ2014ပြိုင်ပွဲကြီးကိုစပြီးတော့သွားပြီးတော့ရှင်ပြိုင်ခဲ့တာအဲဒီချိန်တော့ဘိုးကမှပထမအဆုံးပြိုင်ခွေပွဲပဲဟုတ် Miss Golden Lama 2015 Miss Golden Lama 2013 ားကြီးပြောင်းလဲသွားစီခဲ့ဘာဖြစ်လို့လဲဆိုတော့မနှစ်က2014ပြိုင်တဲ့ချိန်တုန်းကအရန်စိတ်အားငယ်တက်တယ်ပြီးတော့ညောင်လည်းအရန်ကြောက်တယ်ဟိုပြီးလို့ရှိရင်ကိုကိုကို confidence လုံးဝမရှိဘူးအေးငါလှုပ်လှပါမလားငါပြုံးရင်လှပါမလားဆိုတော့ကိုမျက်နှာပေါ်ကကိုရဲ့နေ့တိုင်းမှန်ကြည့်ပြီးပြုံးမိနေတယ်အဲ့အပြုံးကစားကလုံးက confidence မရှိဘူးဒါပေမဲ့ပွဲတွေမှာကြာဘလို့ဖြစ်လဲဆရာတွေကချီးမွမ်းတယ်အငဲချီးမွမ်းတဲ့ခါကျကိုကိုအရန်လည်းအားတက်တယ်ပြီးတော့ကိုရဲ့အားနေချက်တိုင်းကိုသူတို့အငဲကြည့်နေရ မြဲကြည့်နေပြီးတော့အမြဲဆူတာနဲ့အဲ့လိုမျိုးအချင်းချင်းဒီဘက်ကိုကိုကိုလူတွေအချင်းချင်းပဲတွေ့ပြီဆိုရင်အရန်ဆူတာဆိုပြီးရင်အနည်းဘယ်အားနဲ့ဘယ်အားနဲ့တိတ်တိတ်လေးအစားပြောရင်ကိုကိုဆူဖို့ဆိုရင်မေ့သွားမှာဆိုလို့စအောင်နဲ့ချမှတ်ပြီးကိုဆူတဲ့တိဆူတာဆိုတော့ဘာဖြစ်ကိုအားနဲ့ချက်တွေကိုလည်းအဲ့လိုမျိုးသူတို့တွေကပြင်မေးတဲ့ပြင်ကိုလူကြားတွေထဲမှာလည်းအဲ့လိုချီးမွမ်းပေးတယ်ပြီးတော့အားပေးစကားတွေပြီးတော့လမ်းကြောင်းတွေအများကြီးပြပေးခဲ့အတွက်ဆရာတွေရဲ့ပေးတဲ့ခွန်အားတွေဒီတော်တော်များများစီလက်ပြောရမယ်ဆိုလို့ရှိရင် အများကြီးအရေးပါတယ် percentage တော်တော်များများကိုအရေးပါခဲ့တယ်အခုလက်ရှိအနေအထားမှာရပ်တည်နိုင်ခဲ့တဲ့အတွက်ဆရာကြီးရဲ့ကျေးဇူးတွေအများကြီးပဲခက်ခဲတွေလည်းအများကြီးရှိတယ်အမှတ်တရလည်းအများကြီးရှိဘဘွားမှာအဲ့လိုမျိုးပထမဆုံးပြိုင်ဦးလည်းပြိုင်ပွဲဆိုတော့သူ့ပေးခဲ့တဲ့ training တွေပြီးတော့တင်ကြားခဲ့အရာအကုန်လုံးအသည့်အဆန်းတွေကြီးပဲဆိုတော့အကုန်လုံးလည်းအရန်ပျော်လဲပျော်တယ်ပြီးတော့ဟို ပြီးတော့အခက်ခဲကြီးလည်းအများကြီးရှိတယ်ဘာဖြစ်လို့ဆိုတော့သူများတွေကဘာဖြစ် miss ပြိုင်ပွဲလာပြိုင်ပြီဆိုကြတဲ့ဟိုလာပြိုင်တဲ့မိန်းကလေးတော်တော်များများဟိုအရန်ပြောရရင်ဆိုငွေကြေးချမ်းသာတဲ့တိုင်းဝိုင်းထဲကများတယ်ကွယ်ဆိုရဲခါကြသူတို့တွေကလာလို့ရှိရင်အာတက္ဆီလေးနဲ့လာလာလာကိုပိုင်ကားကြီးနဲ့လာတယ်အိမ်ကမိဘလိုက်ပို့တယ်ကြောကြောမောမောလာတယ်ကို့မှကြအဲ့လိုမျိုးတက္ဆီစီးဖို့အဆင်မပြေဘူးဘာဖြစ်လို့ဆိုဘူးကုလတ်ထဲကပတ်စံအဲ့လိုမျိုး ဘယ်လိုခေါ်မလဲတက္ကစီကအောင်မတုံးလိုက်ရဲဘူးပေါ့နော်အဲ့ခါကျဟင်ကဘယ်လိုလုပ်ကောင်းမလဲသူများငါ့ကိုပြောတော့မှာပဲဆိုအဲ့နဲ့ training ဆိုလို့ရှိရင်သူများမလိုက်အစိုးလိုင်းကားနဲ့သွားတာဒီတော်ဝင်စင်တာမှာ training ပေးရအဲ့တုန်းကတော်ဝင်စင်တာမှာ training ပေးရဆိုတော့ဒီပကိုးကလပ်မှတ်တိုင်းမှာစင်းနဲ့အစိုးကြီးပဲသူများဘူးမရောက်ခင်အစိုးကြီးလိုင်းကားနဲ့သွားတယ်ပြီးရင်အဲ training ကမှာသွားဆောင်နေရဲ့အာပြီးလို့ရှိရင်ပြန်လို့ရှိရင်လည်းသူများတွေပြန်တော့မှတုတ်တုတ်တုတ်နဲ့အာလူတွေရှင်းပြီဆိုတော့မှအလိုင်းကားကိပြီးလိုင်းကားနဲ့ပြန်တယ် ိုကစူးစားစဲကာလာဖြစ်တဲ့အတွက်မိဘတွေဒီလည်းတစ်ဖက်တစ်လမ်းနေရုန်းကန်နေကြရတယ်သူတို့လည်းအယမ်းပင်မှန်းပါတယ်မိုးလင်းမိုးချော့အသက်တွေလည်းကြီးလာပြီပြီးရင်အခုဒီလိုမျိုးပွင့်လင်းရသည်မဟုတ်ပဲမိုးတွင်းလို့ပါလို့ဆိုရှင်အယမ်းဒုက္ခရောက်တယ်မေးဆိုရင်အဒီကန်တော်လေးဘက်ဆိုရေကြီးတယ်အခါကျရေတွေမိုက်တွေလူတွေကလည်းလာတစ်ချက်မလာတစ်ချက်လည်းဆိုမုတ်တွေလည်းလို့ရောင်းမကောင်းပြီးမိုးတန်လေးတန်းလည်းဒီ ထီးတွေကမလုံအဲ့ခါကျတော့မိုးရဲလီတန်းရောင်းရတဲ့ခါကြီးမျိုးကြီးလည်းရှိရဲ့အဲ့ခါကျတော့ဟိုကိုကလည်းစ조사တဲ့ကာလဖြစ်တဲ့အတွက်သူတို့ရဲ့ဒီလုပ်ကြီးကိုစွန့်လွတ်ခိုင်းဖို့ဆိုတာအဆင်မပြေသေးဘူးဖြစ်တော့ကိုကိုတိုင်းရောဒီမိသားစုတစ်ခုလုံးရောဒီစားဖို့တောက်ဖို့အရေးကြီးဒီဆိုင်ပေါ်မှာအခုဒီမူတည်နေရတော့မယ်ဒီဆိုင်ပေါ်မှာအားကိုးနေရအောင်ဖြစ်တဲ့အတွက်တကယ်တမ်းသာဟိုဘက်မှာအမှုပညာလောကဘက်မှာကိုသားခြေကုတ်တစ်ခုခုရသွားပြီအဆင်ပြေသွားပြီဆိုတော့သူတို့ကိုဒီလုပ်တွေကိုနားခိုင်းလိုက်တော့မှာပေါ့နော် ကဲသာအောင်မြင်သားပြီဆိုတော့လက်ရှိလုပ်နေတဲ့သူတို့ပြင်ပန်းလုပ်နေတဲ့အရာအလုံးရက်ခိုင်းလိုက်မယ်ပြေးချက်ချက်နေလို့ရတယ်အခုဆိုရှင်အိမ်ငှားနေရတယ်ဆိုတဲ့ခါကျအဲ့လိုအိမ်စာချုပ်တစ်ခါချုပ်ခါနီးပြီဆိုရင်အကုန်လုံးကပူလောင်နေရတာအဲ့တော့သူတို့အခြေတကျတိုက်ခန်းလေးပဲဖြစ်ဖြစ်ပေါ့အဲ့လိုမျိုးနေစရာလေးတော့လုံးဝမဒီမပူပင်ရတော့ပဲကိုယ့်ရဲ့ကိုယ်ပိုင်အိုးအိမ်လေးနဲ့ထားမယ်အဲပြီးလို့ရှင်ဒီလုပ်လေးအကုန်လုံးရက်ခိုင်းလိုက်မယ်ပြီးရင်သူတို့ ပြောရမယ်ဆိုရင်အဲ့လိုမျိုးခྱི་တွေလိုက်ပို့ပေးချင်တာအဓိကတော့ဖျားဖူးတွေလိုက်ပို့ပေးချင်တာဆိုမိသားစုနဲ့အမေတလောက်ထိမိသားစုနဲ့အပျော်ခྱི་ဝေးဝေးလဲလဲမသွားဘူးမသွားဘူးသေးဘာဖြစ်ဆိုတော့ငငယ်လေးကလည်းဒီလိုပဲဟိုလှုပ်လှုပ်ဆားဆားနဲ့ပဲလုံရင်းစားရင်းနဲ့ပဲရုံးကန်နေရဖြစ်တယ်အဲ့လိုမျိုးဟိုငွေကြေးရေးကိုထဲမတော့ပဲနဲ့ပျော်ပျော်ပါးမိသားစုလိုက်ဖျားဖူးဖြစ်ဖြစ်အပျော်ခྱི་ဖြစ်ဖြစ်သွားဘူးတာမျိုးမမိတလောက်မရှိဘူးသေးဘူးအဲ့ခါကျအရင်ဆုံးအဲ့ဟာအရင်လှုပ်ချင်တယ်အဲ့ဒီအိမ်နေပါလေကိစ္စအနောက်မှာအရင်ဆုံး အဲ့လိုအခြေအနေလေးတခုရပြီဆိုရင်တော့အရင်ဆုံးမိသားစုလိုက်ပြီးပျော်ပျော်ပွားပွားရောက်ဖြစ်တဲ့နေရာရောက်ဆိုအဲ့လိုဖျားဖူးထွက်ချင်တာဟုတ်ပြီကိုရီလေးဗုဒ္ဓဘာသာယူဆရဆိုရှင်လူဖြစ်လာဖို့လူဝဲဝါရဖို့ဆိုအရန်ခေးရင်းတယ်အဲ့တော့ကိုကောင်းဖို့ကိုမိသားစုကောင်းဖို့ဒီလိုပဲပြောရရင်ဒါငါ့ဖို့ကြည်တယ်လို့ပြောမှာပေါ့ကိုဖို့ပဲကိုကြည်ပြီးတော့ဘဝကြီးကိုပြီးသွားတဲ့ဆိုင် သူများဖို့တွေပါကြည်ပြီးတော့သူများတွေအတွက်ပါစဉ်းစားပေးသူများတွေအတွက်ပါလောက်ကင်ခဲ့ပြီဒါဆိုလို့ရှိရင်နောက်ဆုံးကိုဘွားရဲ့တတိယရွယ်နေဝင်ချိန်အရွယ်မှာကိုယ်ပြန်တွေးစရာကိုယ်မှာပီတိတွေအများကြီးပဲဒီကိုလှုပ်ပေးခဲ့တဲ့ကိုယ့်ရဲ့ကောင်းမှုကုသိုလ်တွေပြန်ကိုလှုပ်ပေးလိုက်လို့တိုးတက်သွားတဲ့လူတွေရဲ့ဘဝချိန်တွေကိုမြင်နေရတယ်ကြည်နေရတယ်ဒီပီတိတွေနဲ့ပဲကိုရဲ့ဘဝနောက်ဆုံးချိန်ဖြတ်တန်းသွားခြင်း ਨੇ အဲ့ဒီအဲ့လိုမျိုးပီတိတွေနဲ့ဖြတ်တန်းရတဲ့ချိန်ဟာဘဝနောက်ဆုံးချိန်အရန်တန်မိုးရှိတဲ့အချိန်ပဲအဲ့ကြောင့်မို့ဒီလိုအချိန်မျိုးဒီလိုတန်မိုးရှိတဲ့ ဘဝနေဝင်ခြင်းမျိုးပိုင်ဆိုင်နိုင်မှုအတွက်တော့အခုဒီချိန်ကနေစပြီးတော့ကို့မှာ ပီတိဖြစ်စရာ ကို့ရဲ့ကို့ကိုကိုပီတိဖြစ်စေမယ့်အရာတွေကောင်းမှုကုသိုလ်တွေအများကြီးသူများကိုပံ့ပိုးပေးရကူညီပေးသွားမယ်ဒါဆိုလို့ရှိရင်ကို့အတွက်အရန်ကျင်းတဲ့ဆရာဘဝတစ်ခုကိုပိုင်ဆိုင်နိုင်လိမ့်မယ်ကို့ရဲ့စိတ်ချမ်းသာမှုကိုကို့ဟာကိုဒီနီးလန်းနဲ့ရယူနိုင်လိမ့်မယ်လို့ပဲထင်ပါတယ်